င်္ဂလာပါရှင်။မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာဒီမိုကရေစီကောင်စားတော်အစံစုကြည်ရောလွတ်ပြန်ရဲ့ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးတောင်းဆိုမြန်မာဒီမိုကရေစီကောင်စားတော်အစံစုကြည်ပါဝင်ဖန်စီတိုင်တိုင်ကဏ္ဍအသူတွေကိုလွတ်ပြန်ရန်ဂျပန်ဆွေရဒုတိယဝန်နိုင်ငံခြားရေးဝန်ကြီးကတောင်းဆိုတယ်။အော်တိုဘာလတရနေ့မော်လယ်ပိုင်းဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံဒီမိုကရေစီအတွင်းကိုပြောင်းရေးကိုပံ့ပိုးကူညီနေတဲ့ဂျပန်ပါလီမန်အဖွဲ့နဲ့တွေ့ဆုံစဉ်တက်ပါတိုင်းပြောဆိုလိုက်ခြင်းဖြစ်တဲ့ဂျပန်ဒုတိယဝန်ကြီးကမြန်မာနိုင်ငံမှာဆွေရအခြေအနေနဲ့ပတ်သက်ပြီးအလေးနဲ့ဆိုရင်ကြောင့် မြန်မာနိုင်ငံမှာစံဖတ်မှုတွေကချက်ချင်းရတဲ့အတောင်ဆန်စုကြည်ပောင်းဝင်ထိန်းသိမ်းခံထားသူတွေကိုလွှတ်ပေးရတဲ့ဒီမိုကရေစီနိုင်ငံစနစ်ကိုအမြန်ဆုံးပြန်လည်ထူထောင်မြန်မာစစ်တပ်ကိုတိုက်တွန်းကြောင်းပြောဆိုရတယ်။မြန်မာနိုင်ငံဒီမိုကရေစီအတွင်ခုပြောင်းရေးထောက်ကိုပြုဂျပန်ပါလီမန်အဖွဲ့ကစတေမာလ30နေကကျင်းပတဲ့ဂျပန်လွတ်တော်ရဲ့မြန်မာရေးအစည်းအဝေးဆွေးနွေးချက်တွေပေါ်အခြေခံပြီးမြန်မာဒီမိုကရေစီအတွင်ခုပြောင်းရေးအကောင်လာစေကိုညီဆောင်ရပြန်တောင်းဆိုစာကိုဂျပန်ဆွေးရတံကိုပေးအပ်ခဲ့ပါတယ်။ ရင်းပြင်တွဲဆောင်မှုမှာဂျပန်ဒုတိယဝန်ကြီးကမြန်မာနိုင်ငံရှိပြည်သူတွေရဲ့ခက်ခဲတွေကိုကူညီပံ့ပိုးမှုဖြစ်ပြီးမြန်မာပြည်သူတွေအသက်မွေးကံကြမှုကိုတိုးတက်ကောင်းမွန်လာစေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဓာတ်ကြောင်စာပံ့ပိုးပေးကြမှုဖြစ်ကြောင်းနိုင်ငံတကာတိုင်ဝမ်နဲ့ပူးပေါင်းပြီးမြန်မာအကြံတွေကိုဖြည့်ရှင်းကျော်လွှားနိုင်ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်းထုတ်ဖော်ပြောဆိုတယ်ဆက်လက်ပြီးမတရားဖန်ဆီးခံထားတဲ့အလုသမားရေလှုပ်ရှားသူတို့မျိုးမျိုးအချင်းထောက်တွင်လုံလောက်တဲ့စေဝါကူတာမှုများအင်းစိန်တောင်မှာမတရားဖန်ဆီးခံထားတဲ့အလုသမားရေလှုပ်ရှားသူ ်မတ်ရှင် UM ကောင်းဆောင်တော်မျိုးမျိုးရလုံလောက်တဲ့စေဝါကုသမှုမရဘူးလို့သိသိညညွတ်တဲ့သမကများဖွဲ့ချုပ်မြန်မာကသတင်းထုတ်ပြန်နေစစ်ကော်မရှင်အပြီးကဇူလိုင်လ25ရက်ည9:00နာရီဝန်းကျင်ချိန်မှာ SDU အဖွဲ့ကောင်းဆောင်တော်မျိုးမျိုးရေးကိုသူ့ရဲ့နေမှာပဲဝင်ရောက်ဖမ်းဆီးပြီးတော့အောင်တပြင်းစစ်ကြောရေးကိုမိုင်းနီအကူတင်မှာထိန်းသိမ်းချုံနောက်ကဲလို့သိရတယ်။ အဲဒီနောက်ဇူလိုင်လ29ရက်နေ့မှာတမကကောင်ဆောင်မတင်ထဆန်ပါဝင်ဖွဲ့ဝင်ရှာကိုလည်းစစ်ကော်မရှင်တပ်တွေက SDN ရုံပါလောက်ဖန်စီသွားတယ်လို့သိရတယ်။ Streamer လောက်29ရက်နေ့မှာတော့တော်မျိုးမျိုးရေးပါဝင်ရုံဖွဲ့ကိုရှင်းပြသားမျိုးနဲ့တရားရုံမှာခြေချုံးနဲ့ခံဝင်မှုတရားလိုပြသက်တွေကိုဆက်လက်စစ်ဆေးကြားနာခဲ့ပြီးတော့အသင်းဖွဲ့တွေမပုံတင်ရင်းဆိုင်ဥပဒေပုံမှ40 41ကတရားလိုကိုစစ်ဆေးကအတိအကထွက်ဆိုချက်မပြီးသေးတာကြောင့်နောက်ထပ်ရုံချင်းကို October လ29ရက်နေ့မှာဆက်လက်စစ်ဆေးဖို့ချိန်ထားတယ်လို့သိရတယ်။ ။ SDR ထုတ်ပြန်ချက်မှာတော့ SDR ဖွဲ့ကောင်ဆောင်ဖြစ်သူတော်မျိုးမျိုးရာအာတိယဝေဒနာကိုခံစားနေရပြီးအတူဖန်ဆင်းခဲ့တဲ့တမကကောင်ဆောင်တင်တက်ဆန်အလေအန်ဆုံးသွားနာကျင်တဲ့ဝေဒနာခံစားနေရလို့သိရတယ်။ဒါပြင်လက်ရှိဖန်ဆီးခံရတဲ့အကျဉ်းထောင်ရှိချုပ်ခံမှလေလုံလောက်တဲ့စေဝါမရရှိပဲတရားရုံးထွက်လာမှသာစေဝါရရှိခဲ့ပြီးအဲ့ဒီစေတွေကိုစေဘာကတဆင့်သွင်းမှုမိသားစုတွေကိုမှာခဲ့လို့ဆိုထားပါတယ်အခုလို့ SDM ဦးဆောင်သူတွေပါဝင်ဖန်ဆီးခံတဲ့ရုံးဖွဲ့ကိုအမြန်ဆုံးပြန်လှုပ်ပေးဖို့ရက်ဖက်လို့သမားတွေကလည်းတောင်းဆိုထားပါတယ် ဆက်လက်ပြီးငဖဲမြွနယ်နယ်ကန်တိုက်ပွဲတွင်ကနေထွက်ပြေးလာစစ်တပ်တမ69ခုနဲ့စကကစက်ခုမှစစ်သား29ခုအရှင်ဖမ်းပြီးမကွေးတိုင်းငဖဲမြွနယ်နယ်ကန်တိုက်ပွဲတွင်ကနေထွက်ပြေးလာကြဖက်စစ်တပ်တမ69နဲ့စကကစက်ခုမှစစ်သား29ခုအရှင်ဖမ်းပြီးခဲ့ကြောင်း People Revolution Alliance မှတောင်းရှိသူကပြောတဲ့ဇူလိုင်လနဲ့စတင်ပါလာမှာငဖဲမြွနယ်နယ်ကန်ဝင်ချင်းတိုက်ပွဲမှာထွက်ပြေးလာတဲ့ အကြပ်စစ်တပ်အတမ69နဲ့စကကစခွန်လောက်ကစစ်သား29ကို BI မကွေးတပ်ဖွဲ့ကအရှင်ဖန်စီရမိခဲ့တယ်။ထိုဖန်စီရမိတဲ့စစ်တုံးမဲ29ဦးထဲမှာအများစုကအထမစစ်မှုတန်းဥပဒေအရပေါ်တာဆွဲခံထားတဲ့အပတ်စဉ်9နဲ့73တို့မှစစ်မှုတန်းတပ်သားတွေဖြစ်ကြောင်းရင်းစစ်တုံးပန်းတွေကိုနိုင်ငံတကာစစ်တုံးမဲဥပဒေစည်းမျဉ်းနေတဲ့အညီကောင်းမှုစာထိနေထားကြောင်းသိရတယ်။ထို့ပြင်ကဖဲမြို့နယ်အဘဒန်လန်တရှောင်းနဲ့ပသိမ်မွာလန်ပိုင်းတို့မှ BI မကွေးတပ်ဖွဲ့မဟာမိတ်တွေနဲ့ပူးပေါင်းကတိုက်ပွဲတွေပေါ်ဆောင်နေပြီးတိုက်ပွဲတွင်ကျောက်ဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုများပြားကြောင်းသိရတယ်။ နှွေဦးတော်လိုင်းရင်မလက်နက်ကိုင်တပ်ဖွဲ့တွေကအလျားလိုက်ပုံစံပုံမှုဖြစ်ထွန်းလာခဲ့ပြီးတော့တော်လိုင်းကာလ9နှစ်နီးပါးကြာမြင့်လာတဲ့အထိတပ်ဖွဲ့ချင်းအားကောင်းလာမှုလည်းကန့်သက်ဖြစ်ခဲ့ပြီးတပ်ပေါင်းစုတရံစုစည်းမှုလည်းအားနည်းခဲ့ကြောင်းဂျက်ဖက်စစ်တပ်တွေရောက်ပြန်အားကောင်းလာမှုမှထိန်ချုပ်နေတာကြောင့်ပြန်လည်လက်လွတ်ရမှုတွေလည်းရင်ဆိုင်နေရပြီးယနေ့ချိန်ကတော်လိုင်းအရာစုတည်တည်ရဲ့တပ်ပေါင်းစုမှုမဝါဒါကိုလက်တွေ့ကြကြအကျင့်တုံးကောင်းထက်ပွားမဲ့ကာလဟုယူဆကြောင်းနွေဦးတော်လည်းကာလ9နှစ်နီးပါးကာလတွင်ဖိနှိပ်မိပေါင်းစုံကိုခါးစီခံလာခဲ့ကြတဲ့လူထုမျက်နှာကိုငယ်ကမိမိတည်တင်းတဖွဲ့အားအကောင့်ရိုက်ထက်တော်လည်းတစုလုံး အားကောင်းရေးကိုဥတီနာမီဖြစ်ကြောင်းတွန်လင်းအရာစုတည်တည်နေဖြင့်ကွဲပြားတဲ့အမိတ်ပဲကိုကဲမှုတန့်အရာပြန့်ကျဲမှုဘန်နာရေးလေလွင်မှုတွေကိုအကျဉ်းလက်ဆောင်ပေါင်းစီကတညတညထဲတိုက်ပွဲဝင်ကြမဲ့ကာလောင်ယုံချင်းကြောင့် Bible Revolution Alliance မှတောင်းရှိသူကဆက်လက်ပြောဆိုရင်းဆက်လက်ပြီးဗမမော KI ဘမော့တက်ကလွတ်လွတ်လပ်လပ်ရဲ့စစ်တပ်စကန်ချိုကိုပြန်လည်သိမ့်ပိုက်တိုက်ပွဲတွင်စစ်တပ်ကတင်ဆောင်မှုများပြပြီးတိုက်ပွဲတွင်ဆက်လက်ပြင်းထန်နေ ကချင်ပြည်နယ်ပေါ်မှာမြို့သိမ်းတိုက်ပွဲမှာ KI ဖူပေါက်တက်ကလက်လွတ်လိုက်ရတဲ့ဂျက်ဖက်စစ်တပ်တက်စကန်ချိုကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KI ရှေ့တန်တရင်မြေကပြောရင်စတေမာ၂၄ရက်နေ့မှာပေါ်မှာမြို့ရှိ၃မိုင်စကန်ရွှေပြည်သားစကန်နဲ့ KBC ဖျားချောင်းကုန်းတို့ကိုဂျက်ဖက်စစ်တပ်ရဲ့ MS-17 တပ်မတော်စေးတိုင်နဲ့အမှတ်၅ဆက်တွဲတပ်တို့ကစစ်ကြောင်း၂ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် KI ဖူပေါက်တက်ဖွဲ့ဘက်ကဆုတ်ခွာပေးခဲ့ရတယ်။ထို့သောဆုတ်ခွာပေးလိုက်တဲ့စကန်တို့ကို KI ဖူပေါက်တက်ဖွဲ့ကတံပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရ အော်တိုဘောလတဲနဲ့ညနေပိုင်းမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ဘက်က90ကျော်တေဆုံကအများပြားထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်။ဗမာမြို့သိမ်းတိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလကစတင်ပြီး KI ဘူပေါင်းတပ်ဖွဲ့တွေကဆင်နွှဲနေခြင်းဖြစ်ပြီးလက်ရှိချိန်ထိတိုက်ပွဲနေစဉ်ပြင်းထန်နေစေဖြစ်ကြောင်းသိရတယ်။ဆက်လက်ပြီးဖရူဇိုမာပေါ်လခဲဘက်ကိုလာတဲ့စစ်တပ်စစ်ကြောင်းအကြပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်ဒေဆုံမှုများပြား ကင်းနီပြည်နယ်ဖရူဆိုကနေပေါ်လာခဲ့ပတ်ကိုလာဂျပန်စစ်တပ်ရန်နိုင်မင်းစစ်တပ်ကိုချောင်ဖြတ်တိုက်ခိုက်အစစ်တပ်က90ဦးထပ်မံတိုက်ဆုံခဲ့ကြောင်းအိတ်စီတို့ဒီတိုင်ရင်တောင်ဝင်ရှိသူကပြောတယ်စတရီမာနဆက်ရှင်နေမှာဖရူဆိုဘက်ကနေပေါ်လာခဲ့ပတ်ကိုလာဂျပန်စစ်တပ်ရဲ့အင်အား၅ခန့်ပါရန်နိုင်မင်းစစ်တပ်ကို KND ရဲ့နေပြည်တော်အလဲပိုင်းတိုင်းကနောင်စစ်ကြောင်းနဲ့အိတ်စီတို့ဒူတိုင်တို့ကပူပေါင်းပြီးချောင်ဖြတ်တိုက်ခိုက်ခဲ့တယ်ထိုတိုက်ခိုက်မှုတွေဂျပန်စစ်တပ်က90ဦးထပ်မံတိုက်ဆုံခဲ့ကြောင်းထုတ်ပြန်တိုက်ပွဲတွေဂျပန်စစ်တပ်ကအထင်အရှားပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြက်ကပြန်လည်ဆုတ်ပြခောက်သွားကြောင်းသိရတယ် အလားတူစတင်မလ15နှစ်ကလည်းဘောလခဲဘက်ကနေဖားဆောင်ဘက်ကိုစစ်ကြောင်းထွက်ထွက်လိုက်အင်အားတရာခံပါစစ်တပ်စစ်ကြောင်းကိုထွက်လိုက်တဲ့ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရာစစ်သား25ဦးသေဆုံးပြီးဘောလခဲဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်။ဆက်လက်ပြီးစစ်တပ်ရဲ့တရားမဝင်အတွေ့ရောက်ရွေးကောက်ပွဲကိုတပိတ်မောက်ဆန့်ကျင်ပါဝင်ဥတီကျဲ3ရက်နဲ့ဆက်လက်တိုက်ပွဲဝင်မယ်လို့ GSCB ကကြေညာအကြပ်ဖက်စစ်တပ်တရားမဝင်အတွေ့ရောက်ရွေးကောက်ပွဲကိုတပိတ်မောက်ဆန့်ကျင်ပါဝင်ဥတီကျဲ3ရက်နဲ့ဆက်လက်တိုက်ပွဲဝင်မယ်လို့ထွက်တဲ့တပိတ်ပေါင်းဆက်ညီနိုင်အင်အားစုက ယနေ့အော်တိုဘလနေ့ရက်နေ့မှာထုတ်ပြန်ကြေညာတယ်။စူပါအုပ်တီချက်သွန်းမှာတောင်ဆန်းစုကြည်နဲ့တကွနိုင်ငံကျင်းသားတွေအားလုံးလွတ်မြောက်ရေးအဲဒီမှာစစ်မှုထံဥပဒေဖြတ်သိမ်းတဲ့တရားမဝင်တွေ့ရောင်ရွေးကောက်ပွဲကိုသပိတ်မောက်ဆန့်ကျင်လို့ဖြစ်ပါတယ်။တရုတ်ကစပွန်ဆာလုပ်တဲ့ရွေးကောက်ပွဲအတူကြီးနဲ့ထွက်ပေါက်ရှာနေတဲ့စေအုပ်စုကိုလူလူအားနဲ့ဆန့်ကျင်တိုက်ဖြတ်ကြမည်ဖြစ်ပြီးလူမမယ်ကလေးကစအသက်ကြီးဆုံးအမေအိုကြီးထိနိုင်ငံကျင်းသားတောင်ချီကိုထောင်ထဲထည့်ပြီးလှုပ်ဆောင်မဲ့တရားမဝင်ရွေးကောက်ပွဲနဲ့လူငယ်လူရွယ်မှန်သမျှကိုတမဖန်စီအသေးခံခိုင်းပြီးမြောက်လိုင်းအာဏာတည်မြဲအတွက်လှုပ်ဆောင်မဲ့ အတူရောင်ရေကောက်ဘွက်ကိုအင်အားချိနေအောင်လူလူအောင်နဲ့တိုက်ပွဲဝင်ပြီဖြစ်ကြောင်းကြေညာချက်မှာဖော်ပြရတယ်။ယခုကာလအတွက်လူလူတိုက်ပွဲအဓိကဥတီချက်တွေကိုလူလူထံတင်ပြလိုက်ပြီးထို့ဥတီချက်တွေကိုပြည်သူလူလူကြီးတည့်ရဲ့လုံနဲ့တကွတွလိုင်းအင်အားစုတွေအားစူးစင်းညီညွတ်စွာနဲ့တိုက်ပွဲဝင်ကြရတဲ့ GSCP ကတိုက်တွန်းထားပါတယ်။ဆက်လက်ပြီး လူနဲ့လမ်းနဲ့ခဲရမများလို့ကြောင်မဲမျိုးကခေတ္တဆုပ်ပေးလိုက်ရလို့တရားနာလေးပြောရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးကနေဆုတ်ခွာပေးလိုက်ရပြီးလူရရနဲ့လမ်းနဲ့ခဲမများတာအကြောင်းဆက်လက်ခုခံမှုခံခဲ့နေရကြောင်းခေတ္တဆုပ်ပေးလိုက်ရလို့တရားနာလေးကပြောတယ်။ဒီနေ့ကြောင့်တိမ်မိုက်ထိန်ရောက်ထားခဲ့တဲ့ကြောင်မဲမျိုးကနေတရားနာလေးတက်တွေအောက်တိုဘာတရနေ့မှာဆုတ်ခွာပေးလိုက်ရပြီးနောက်တရဖြစ်တဲ့နှစ်ရနေ့မှာဆက်ဆက်မေးမြန်းမှုပေါ်တရားနာလေးပြောဆိုခွင့်ရှိသူကပြောကြားတာဖြစ်ပါတယ်။ရှမ်းမြောက်ကကြောင်မဲနဲ့နောက်ချွေမျိုးကနေဆုတ်ခွာလိုက်ရတဲ့ပေါ်သင်ခန်းစာရပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အာသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးစာရသွားဖို့ရှိရလို့ပြောတယ်။ ကြောင်မင်းနဲ့နောင်ချုံမျိုးကိုတော့ဟန်ပြထိန်ချုပ်ပြီးဟန်ပြစစ်တိုက်နေမှမဟုတ်ဘူးလို့လည်းတရားလန်လေးကပြောတယ်။ခေါင်းဆောင်ခုခံတိုက်ခိုက်ခဲ့ရလို့လည်းဆိုရဲလက်တလုံးမှာကြောင်မင်းနဲ့နောင်ချုံကိုယာယီဆုပ်ပေးလိုက်ရတယ်လို့လည်းတရားလန်လေးကပြောပါတယ်။လက်လုံးမရမမျှတာကြောင့်လက်နဲ့ခဲနဲ့လူရမမျှတာကြောင့်ဆက်လက်ခုခံမှုခက်ခဲနေရကြောင့်ခေတ္တဆုပ်ပေးလိုက်ရပါတယ်။လုံလုံးစိတ်ကတော့ကျွန်မနဲ့ထပ်တူပါမယုံကြည်စွာပါဝင်ပေးတဲ့လူအလုံးကိုကျွန်မဘက်ကတက်နိုင်စွာပူပေါင်းဆောင်ရွက်ဖို့ရှိရဲကျွန်မဘက်ကလူတို့နဲ့အတူပဲကျွန်မရဲ့ယက်တီနေရာမျိုးတွေရှိပါတယ်။တကယ်လို့ လောလောဆယ်မှာမြင်တွေ့နေရတဲ့အပိုင်းဆိုရင်တော့ကျမတို့ဘက်ကပြန်လဲဆစ်စင်ရမြို့မှာပြန်လဲအားတောင်လုံးမဲ့ဆိုတော့အလှည့်ပြောင်းနေရှိလာနိုင်တယ်။ဒါအပြင်တိုင်းဒေသနဲ့တိုင်းကလုံးကပြည်သူအနေနဲ့ဆက်ကောင်ဆက်လေးချောင်းကနေပုံချက်နေရာကိုအထူးသတိရှိပြီးစေးသတိစေးသတိတွေလည်းညမွေလိုက်နာကြဖို့လည်းတိုက်တွန်းထားပါတယ်။နားဆင်ရပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။